်တော့ချက်ကနေမှာမိုဟာမက်ယူနက်စ်ကနိုဘယ်ငြိမ်းချမ်းရေးဆုကိုရရှိခဲ့ပါတယ်။နေ့နဲ့ဆယ်နေပါအကြာမှာယခုအခါသူကဘင်္ဂလားဒေ့ရှ်မှာဖြစ်ပေါ်နေတဲ့လူထုအကြမ်းဖက်မှုတွေကိုကုခန်ကာကွယ်ဖို့အတွက်စူးစမ်းနေပါတယ်။ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ဟိန္ဒူအဖွဲ့များကရှီဟာရှင်နာအာနာမထွက်ခွာသွားပြီးတဲ့နောက်ပြည်ခဲ့တဲ့နေ့ကလည်းကောင်းတို့ကတိုက်ခတ်မှု2000ကျော်ကိုညှိဆိုင်ခဲ့ရတယ်လို့ဆိုပါတယ်။ အိမ်များစွာကိုမိရှုဖျက်ဆီးခံခဲ့ရပြီးဖျားကြောင်းများဖျက်ဆီးခဲ့ရပြီးမိသားစုများဟာ၎င်းတို့နေရာများမှထွက်ခွာရန်အတင်းကျပြုခံရပါတယ်။ဒါပေမဲ့ယခုအချိန်ထိမိသူများဖမ်းဆီးခံရခြင်းမရှိသေးပါဘူး။ယခုအခါဝန်ကြီးချုပ် UNIS ကဒီတဲ့များအားလုံးကိုညှင်းပယ်နေပါတယ်။သူကကြံဖက်မှုတွေဟာတရင်တူများဖြစ်ပြီးအိန္ဒိယကိုလိမ့်လည်တရင်တွေဖြန့်ဝေတယ်လို့စွပ်စွဲပါတယ်။ကျွန်တော်တို့နောက်ထပ်တရင်တွေမှာအသေးစိတ်အချက်အလက်တွေကိုပေးပါမယ်။ နိုဘယ်ဆုရှင်တဦးကအကြံဖက်မှုတွေကိုရှင်းပြရန်စူးစမ်းနေတယ်ကိုမြန်မာဒီမှာအလွန်ရှိတ်နောက်ဆက်ဖြစ်ကြဖြစ်ပါတယ်အထူးသဖြင့်သူအကြံဖက်မှုတွေကိုဖြည့်ဆည်းမီရှုခံရတဲ့ဖျားချောင်းတွေနေရဆုံးခွာခံရတဲ့မိသားစုတွေနဲ့တိတ်ဆိတ်နေတဲ့လူထုတခုကြောက်ရွံ့မှုတွေမှာရှင်းလင်းစွာမြင်တွေ့နိုင်ပါတယ်ရှိတ်ဟာစီနာကိုပြည်ခဲ့တဲ့နှစ်ဩဂုတ်လမှာ ဖယ်ရှားခံပြီးတဲ့နောက်ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ဟိန္ဒူအဖွဲ့များက၎င်းတို့ဟာတက်ခတ်မှု2000ကျော်ကိုရင်ဆိုင်ခဲ့ရတယ်လို့ဆိုပါတယ်။အိမ်တွေကိုလူရက်ခံခဲ့ရပြီးရုပ်ထုတွေဖျက်ဆီးခံခဲ့ရပြီးလူတွေကိုနှောက်ယှက်ခံခဲ့ရပါတယ်။ကုလသမဂ္ဂမှအရာရှိများပင်ဆိုရမှုတွေဖော်ပြခဲ့ပါတယ်။မိုဟာမက်ယူနက်စကာဤရာဇဝတ်မှုများအတွက်မိတို့ကမှဖမ်းဆီးကြေချင်မပြူမပြူသေးပါဘူးစုစုပေါင်းဦးရေကတော့၃ညဖြစ်ပါတယ် မကြသေးခင်မိကအင်တာဗျူးတစ်ခုမှာယူနက်စကအကြံဖက်မှုတွေကိုရှော့ချပြောဆိုတဲ့ဥဒမက လုံးဝပယ်ချခဲ့ပါတယ်သူကဟိန္ဒူစံကျင်ရဲ့အကြံဖက်မှုမရှိတယ်လို့လူထု ပြမထားမှုလည်းမရှိပဲတာမန်အင်းကြီးချင်းပြဿနာများတာဖြစ်တယ်လို့ဆိုပါတယ်သူအဆိုအရတကယ်ပြဿနာကတိုက်ခတ်မှုတွေမဟုတ်ပဲဒါမှမဟုတ်ဖြစ်စီပြတူတွေမဟုတ်ပဲတည်င်းအတုများဖြောင့်ဝင်နေတယ်လို့သူဆွတ်ဆွဲတဲ့အိန္ဒိယဖြစ်ပါတယ် အိန္ဒိယအတူတွန်းကျင်မှုတစ်ခုကအခုအခါတည်င်းအတူတည်င်းအတူလိုင်းကြီးတစ်ခုဖြစ်တယ်လို့ UNESCO ပြောကြားခဲ့ပါတယ်တက္ကသိုလ်များအကြောင်းထပ်မံမေးမြန်းတဲ့အခါမှာ UNESCO နောက်ထပ်ထူးဆန်းတဲ့ရှင်းပြချက်တစ်ခုပေးခဲ့ပါတယ်သူကဟိန္ဒူများဟာရှီဟာစီနာကို အများအပြားထောက်ခံခဲ့ကြသည်ဟုဆိုတဲ့ဒါကြောင့်သူအဆိုအရတက္ကသိုလ်တွေကဘာသာရေးကိစ္စမဟုတ်ဘဲနိုင်ငံရေးဆိုင်ရာဖြစ်သွားတယ် ၎င်းက၎င်းအစိုးရတာဝန်ယူမှုကိုဖယ်ဆိုင်ရန်သူနှီးလန်းဖြစ်ပါတယ်။၎င်းတို့အစိုးရကဤကိစ္စမှာအလွန်တတိထားနေတယ်လို့ကျွန်တော်တို့ပြောလိုပါတယ်သူကထပ်လောင်းပြောကြားခဲ့ပါတယ်။အကြောင်းကတော့အိန္ဒိယဟာကျွန်တော်တို့ကိုအမြဲဖိအားပေးရန်ကြိုးစားနေတဲ့အတွက်ကြောင့်ဖြစ်တယ်။ UNIS အတွက်အိန္ဒိယဟာမတော်မတရားဖြစ်သည်များအတွက်အကောင်းဆုံးအကြောင်းပြချက်ဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်မှာအကြမ်းဖက်မှုတွေအိန္ဒိယအမားဖြစ်ပါတယ်။ကမ္ဘာဒေါ်လာထွက်မှုအိန္ဒိယဝါရဖြတ်မှုဖြစ်ပါတယ်။ လူထုတင်းမာမှုအိန္ဒိယလက်ကွက်တွေဖြစ်ပါတယ်။အေးအိန္ဒိယစံကျင်ရင်သဘောထားဟာအသက်ဆန်တော့မဟုတ်ပါဘူး။ခေါင်းဟာရှိတ်ဟာစီနာ ပြုတ်ချပြီးတဲ့နောက်ယူနစ်ရှင်တန်ရေးအစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။သူကအိန္ဒိယကိုအပြစ်တင်ပြီးပြည်လူထုအာယုံကို လွှဲပြောင်းရန်ကြိုးစားပါတယ်။အီချီကနီဟာပြည်တွင်းမှာသူ့အာထောက်ခံမှုရရှိစေနိုင်တော်လဲ၎င်းဟာနိုင်ငံတကာမှာသူပုံရိပ်ကိုထိခိုက်စေပါတယ်။ယူနစ်က ပိုရွေ့ပင်ဆက်လက်ပြောကြားခဲ့တာကတော့သူဟာဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ဟိန္ဒူများအား၎င်းတို့ကိုကိုဟိန္ဒူလို့သတ်မှတ်ခြင်းကိုရပ်တန့်ရန်ပြောကြားခဲ့ပါတယ်။ကျွန်တော်ဟာဟိန္ဒူလူထုကောင်းဆောင်များနဲ့တွေ့ဆုံတဲ့အခါမှာ၎င်းတို့အားပေးတဲ့တင်စကားကကျွန်တော်ဟာဟိန္ဒူဖြစ်သည်ထို့ကြောင့်ကျွန်တော်ကိုကာကွယ်ပါလို့မပြောပါနဲ့အစားအဲ့ဒီအစားကျွန်ုပ်ဟာဤနိုင်ငံပြည်သူပြည်သားဖြစ်တယ်ကျွန်ုပ်ဟာလူတိုင်းနဲ့တူညီတဲ့ကာကွယ်မှုကိုထိုက်တန်တယ်လို့ပြောပါ အဲ့ဒါနောက်တင်ဟာပုံမကြီးမဲ့လုံခြုံမှုခံစားချက်ကိုရရှိမယ်လို့သူကပြောကြားခဲ့ပါတယ်။၎င်းဟာ UNIS ဖြစ်စဉ်ချက်ဖြစ်ပါတယ်။သူဟာဟိန္ဒူများအားဟိန္ဒူအစားဘင်္ဂါလီဟုခေါ်ဆိုရန် လိုလားပါတယ်။နေပေါင်းများစွာမိုဟာမက် UNIS ကကမ္ဘာအကျင့်စရိတ်ဆိုင်ရာအရင်းရှင်စနစ်မျက်နှာဖြစ်ခဲ့တဲ့ဆင်းရဲတဲ့လူတွေကိုကူညီပေးတဲ့ဂျင်နာတော့ဗန်လုံငန်းရှင်နူးညံ့တဲ့ပြည်ပြောင်းလဲမှု စီးပွားရေးကျင်းပမှုနဲ့တရားမျှတမှုရှိနိုင်သူဟုပြောကြားခဲ့တဲ့နိုဘယ်ဆုရှင်တူဖြစ်ပါတယ်ဒါပေမဲ့ဒီခုအခါလူထုတစ်ခုလုံးဟာဖိနှိပ်မှုကိုခံစားနေရချိန်မှာသူ့အချင်းစရိုက်တာဆိုင်ရာခံစားချက်ကပြောက်ကွယ်သွားဖို့ရပါတယ်။စာနာမှုအရေးတကြီးလှုပ်ဆောင်ရန်ခံစားချက်မရှိဘဲညင်းပယ်မှုနဲ့လိမ္မာပါနာတဲ့စကားတွေသာရှိပါတယ်။ခေါင်းဆောင်တဦးဟာပြစ်မှတ်ထားအကြံဖဲမှုများရှိကြောင်းကိုဝန်ခံရန်ညှင်းဆန်တဲ့အခါ၎င်းဟာတိခိုက်မှုကိုအားပေးပါတယ်။ ၎င်းကလည်းကောင်းတို့အားအပြစ်ပေးခံရမည်မဟုတ်ပဲဆက်လက်လှုပ်ဆောင်နိုင်တယ်လို့ပြောပြောနေခြင်းဖြစ်တဲ့၎င်းကဘင်္ဂလားဒေ့ရှ်ဖွဲ့စည်းပြီးကြတဲ့ကပါဝင်ခဲ့တဲ့ဟိန္ဒူတန်ပေါင်းများစွာကိုဖယ်ရှားဖြစ်ပါတယ်။ဝါနက်ဘွယ်အမတ်အမန်တရားကမဟာမက်ယူနစ်ကမမကန်ယူတာမဟုတ်ပဲသူကမမကန်ရန်ရွေးချယ်ထားခြင်းဖြစ်ပါတယ်။သူအရှင်ပြတဲ့ငင်းချမ်းရေး version ကြောင့်ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ဟိန္ဒူတန်ပေါင်းများစွာဟာယခုကခံစားနေရပါတယ်။